မင်္ဂလာပါ entry ရဲ့မိခွန်တစ်ခုဖြစ်တဲ့2016ခုနှစ်လပိုင်းမိခွန်ဟောင်းတရားမှာ Monday ကကိုတဘနစကိုင်ကတလေးကိုလေ့ကျင့်မှာဖြစ်ပါတယ်ကိုတဘနစကိုင်ကတဆိုတာကစကလုံးတစ်လုံးပေးထားတဲ့အင်းစကလုံးကိုစာကြောင်းထဲမှာသုံးပြုပြထားတယ်ဘယ်စာကြောင်းကမှန်တယ်လဲဆိုတဲ့ဟာအရွေးပေးရမှာဖြစ်တဲ့ပုံမှန်အားဖြင့်ငါးဘုတ်နေရံပါတယ်တေဝါကြည့်မယ်မရှော့ပြမတစ်ခုက ပေးထားတဲ့ခန်းကြီးတကယ်လို့မဖတ်တတ်ဘူးဆိုလို့ရှိရင်ခန်းကြီးကိုစဉ်းစားနေကိုစဉ်းစားကြည့်မယ်အဲ့တော့အရှိခန်းကြီးကစေးဆိုတဲ့ခန်းကြီးကိုတည်တယ်အဲ့တော့သူ့ရှိမှာဘာလေးပဲထပ်ပြီးပေါင်ပေါင်သူ့ကိုစေးလို့အတန်ထွက်မယ်โอเคပြီးတော့အနောက်ကခန်းကြီးနောက်ကခန်းကြီးကဆမီဘွဲအောင်နေဆိုတဲ့ဂောခခုလို့ရေးတဲ့ခါမှာဂောဆိုပြီးတော့အဲ sorry ခခုဆိုပြီးတော့ဒီလိုရေးတယ်ဂောခခုလို့တန်ထွက်တယ်ဆိုတော့အဲ့ဒီခန်းကြီးကခခုလို့တန်ထွက်လိုက်မယ်ဆိုတော့ဒီခန်းကြီးရဲ့ ဖန်နီကစေခခုလို့ဖတ်တယ်။စေခခုတော်တော်များများကအကုန်ကြီးချက်ထားတဲ့သူတွေဆိုလို့ရှိရင်ခန်းကြီးမမတ်မြင်တော့မှယောမိခတာတိသွားပြီဆိုလို့ရှိရင်အတိတ်ပဲကိုတိကြတယ်။စေခခုဆိုတာလူတယောက်ရဲ့ကျင့်တဲ့ဇယိုက်တဘောတဘာဝကိုပြောတာလူတွေနဲ့ပဲအသုံးပြုတယ်နော်လူတွေရဲ့ဇယိုက်ဘလို့ဇယိုက်ရှိတယ်ဘလို့အကျင့်လေးရှိတယ်ဆိုပြီးပြောပြောတဲ့အခါမှာဟီတိုနိုဆေကာကုဆိုပြီးတော့လူနဲ့ပဲတွဲပြီးတော့သုံးတယ်ဒါကြောင့်မို့လို့ဒီမေခွန်းကိုဖြည့်တဲ့အခါမှာ ဒီစိန်ကောက်ကိုဆိုတဲ့စကလုံးလေးတုံးထားတဲ့ဟာလေးရဲ့ဘေးနားမှာကက်ရက်စကလုံးလေးကိုဖတ်ကြည့်ပြီးတော့အဖြေကိုစဉ်းစားရမယ်အဲ sorry ဒီမှာကျွန်မပြန်ပြီးတော့စာရိုက်ထားတဲ့ထက်မှာမြင်းချောင်းသားဖို့မိသွားတယ်တကယ်တော့စမေးပွဲမိခွန်ပုံစံမှာစိန်ကောက်ကိုဆိုတဲ့စကလုံးအောက်မှာမြင်းချောင်းလေးတာထားပြီးတယ်အဲ့တော့ပို့ပြီးတော့ကြည့်ရလွယ်တာပေါ့နော်အဲ့ပထမတစ်ခုနံပါတ်1ကိုကြည့်ကြည့်မယ် အကတူဤစိတ်ကခုဆိုတော့ဖွင့်လင်းနေစရာဆိုတော့ဟုတ်နေပြီဒါပေမဲ့လူကိုတုံးတာလားမတုံးလားအနောက်ကိုဆက်ကြည့်လို့ဥတတဲ့တချင်းအဲ့တော့လူနဲ့ပဲတုံးမယ်တချင်းနဲ့လည်းမတုံးဆိုတော့တက်ကိုပယ်လိုက်မယ်နောက်နံပါတ်နှစ်ဟာရှိလို့တော့ကဟာရဤစိတ်ကခုလေအပြင်းမြင့်နေဆိုတဲ့စရာတဲ့အပြင်းမြင့်နေဆိုတာကစရာလက္ခဏာမဟုတ်ဘူးလေသူ့ရဲ့ လောက်ဆောင်နိုင်မှုစွန့်ရည်ကိုပြောရမလားဒါကြောင့်မို့လို့အဲ့လိုမျိုးဇရိုက်နဲ့အချင်းဇရိုက်နဲ့မဆိုင်တဲ့အတွက်ကြောင့်မို့တော့လဲပယ်လိုက်မယ်နောက်တစ်ခုကအိုရှာဘယ်ရီစုခိနာဇေကခုစကားပြောတာကြိုက်တဲ့အချင်းဇရိုက်နီတဲဤတူတူတယ်တဲ့ဒါဆိုရင်ဖြစ်နိုင်တော့အကုန်ဖတ်ကြည့်မယ်ကျွန်တော်နဲ့ညီမလေးကစကားအရင်ပြောတာပေါ့နော်စကားများတာကြိုက်တဲ့စကားပြောတာကြိုက်တဲ့အချင်းဇရိုက်ချင်းတူကြတယ်လို့ပြောတာဆိုတော့ဒါ 3ပုံ3နီးမှန်တယ်ဒါကြောင့်မလို့အဖြေကစံပါဖြစ်တယ်ဒီလိုပုံစံမျိုးနဲ့ဖြေကြည့်မယ်နော်ဟိုက်နောက်တစ်ခုနောက်တစ်ခုခန်းကြီးမတိမတိဘူးပဲထားပါတော့အဲ့တော့ဒီခန်းကြီးအရန်ညှောက်ရက်တွေခန်းပြီးမယ်နောက်ကခန်းကြီးလေးကြည့်လိုက်လို့ရှင်စုစည်းသည့်ဆိုတဲ့အာသမာဆိုတဲ့ခန်းကြီးမှာလားအဲ့စုစည်းတာကိုသူ့နောက်ထပ်အတန်ထွက်ကရှူးလို့အတန်ထွက်တယ်ရှူးလို့အတန်ထွက်တယ်ဆိုတော့မှန်းကြည့်လို့ရပြီ ဘိုရှူးလို့ခေါ်တာရှေ့ရအောင်ဘိုလို့တန်းထွက်ရတယ်ဘိုရှူးဆိုတာနဲ့တန်းပြီးတော့သိကြမယ်မလားဘိုရှူးဆိုတာအလုတ်ခေါ်တာလို့ចောင်းသားခေါ်တာလို့အဲ့လိုဒီလူခေါ်တဲ့အားတွေမှာဗောနော်အလုံးမှာလူလုံးနေတယ်ចောင်းမှာတင်းနနာတွေကိုဖိတ်ခေါ်တယ်ဒီလိုမျိုးလူခေါ်တဲ့ဟာကိုဘိုရှူးလို့ပြောတယ်အလုတ်တွေចောင်းတင်းနနာတွေခေါ်ယူတဲ့အခါမှာပဲသုံးတယ်အဲ့တော့ဘိုရှူးဆိုတဲ့စလုံးလေးရဲ့ဘေးပတ်ဝင်ခြင်းကိုကြည့်ကြည့်မယ်ပြမတစ်ခု အရှိဦးကြည့်လိုက်တော့အာဒူဘိုက်တို့ပုံရှူတဲ့အီဒူချိန်ပိုင်းလုံးခေါ်နေတယ်ဆိုတော့တန်းပြီးတော့ဖြည့်ရတစ်ပဲနော်ပုံရှူဆိုအလုံးခေါ်တာနဲ့ပဲပသက်တာမလို့အာဒူဘိုက်တို့ကအလုံးဆိုတော့ဒါအပြည့်မှန်သွားပြီဆိုပြီးရွေးလိုက်ရုံပဲဆက်ပြီးတော့မကြည့်တော့ဘူးချက်နဲ့ဟာလေဟိုင်းနောက်တစ်ခုကတိကန်ကြီးအရှိအခန်းကြီးကနီတဲ့အီဒူဆိုတဲ့နီဆိုတဲ့အခန်းကြီးမလားစင်တူတယ်ဆိုတဲ့ဟာ အနောက်ကအလို့အတန်ထွက်မယ်ဆိုတော့နီအာဟု နေရဟုဆိုတာကြတော့လိုက်ဖက်တာကိုပြောတာမတီအင်ကြီးလေးနဲ့သူနဲ့တိတ်လိုက်တာပဲဒီဖက်နဲ့လေးနဲ့လိုက်တယ်အဲ့တော့အဲ့လိုလိုက်ဖက်တာကိုနေရဟုလို့ပြောတယ်ဆိုတော့နေရဟုဆိုတဲ့စကလုံးလေးရဲ့ပတ်ဝန်းကျင်ကိုရှာပြီးတော့သူ့နိနာဟာလေးကိုပဲဖတ်ကြည့်မယ်နော်ပရမတ်တခုကဒန်းဆုံးတော့ဥက္ကိကနေရာဝနိုင် ကားတဲ့လှုပ်ရှားမှုတွေမလိုက်ဖက်ဘူးဆိုတာမဖြစ်နိုင်တော့ပယ်လိုက်မယ်နှစ်ကいつもお姉だいけんいけんぞあてみんじゃてみんじゃってもらいっぱふうと言うからだねペライメ3がよてあシーズンシーズンに似合うそうだねもとむそうペライメそうဖြည့်ရလေးပေါ့เนาะကုန်လုံးပဲပြီဆိုလို့ရှင်ချင်တော့မဖက်လဲပဲဖြည့်ရတည်နေကဲတော့ဒါဖက်ကြည့်ရအောင် ဆွန်နှရှိတော့ဤဘိုးရှိအဲ့ဒီဖြူရောင်အုတ်ထုံလေးကဤခဲသားဆန်နဲ့အရန်ကိုလိုက်တယ်နော်လို့ပြောတာအဲ့တော့လူတယောက်နဲ့ဒီအဝတ်စားတွေအုတ်ထုံတွေဖနှက်တွေအဲ့ဒါတွေလိုက်တယ်လို့ပြောတဲ့အခါမှာသုံးတာနော်လူနဲ့ပစ္စည်းတစ်ခုခုနဲ့လိုက်ဖက်ညီတဲ့ကြည့်ရတာလှတယ်လို့ပြောတဲ့အခါမှာနေအောင်လို့သုံးပါတယ်ဟိုင်းနောက်တစ်ခုကြတော့ အဲဒီခန်းကြီးလာပြန်ပြီမဖတ်တတ်ပဲမဖတ်တတ်ဘူးဆိုတော့အရှိအခန်းကြီးကခဲစုဆိုတဲ့ခန်းကြီးဖြတ်တယ်ဆိုတဲ့ခန်းကြီးလေခဲရှိကုန်မှုလို့ပါတော့ခဲပြတ်မှာတို့ရေးတယ် he ဆိုတဲ့ဟာနောက်ကကြတော့ကုန်ကြစရိတ်တည်လို့ပါတော့မှာတုံးတဲ့ဟာဒါပေမဲ့ဒါကိုဘလို့တုံးဖတ်လဲဆိုတော့ show he လို့ဖတ်တယ် show he ဆိုတဲ့အာက အဲဒါပါတခုခုအတွက်အခချင်းငွေပတ်စံပေးပြီးတော့အသုံးပြုလိုက်တာတော့ဒါမှမဟုတ်အရာဝတ္ထုတခုခုကိုတဖြည်းဖြည်းယော့နေသွားအောင်တောင်းရင်းနဲ့ပေါ့နော်တဖြည်းယော့နေသွားတယ်အဲ့လိုမျိုးအသုံးပြုသွားတာပြောရလို့ရှင်တော့စကားကိုဆိုတဲ့အတိတ်ပဲနဲ့ခက်ဆင်ဆင်တူတယ်တဖြည်းနေသွားအောင်တုံးသွားတဲ့သဘောမျိုးအဲ့ဒါကို show he လောက်တယ်လို့ပြောတယ်ဘယ်လိုနေရာမှာတုံးလဲဆိုတော့ service day မိုနိုနေတော့ အဲပြီးတော့ဆွမ်းအင်တစ်ခုခုပစ္စည်းတွေတစ်ခုခုအဲ့လိုမျိုးမျိုးတွေမှာ short heat လောက်တယ်လို့သုံးတယ်ဆိုတော့ဒီ short heat ဆိုတဲ့စလုံးလေးနေအောင်ရှာပြီးတော့ဖတ်ကြည့်မယ်အဲဒါမှမဟုတ်ပါနမတကပမာဏအများကြီးနော်ဒါရီလီယော ပမာဏအញ្ញိုင်းတုံးနေတယ်တဲ့။ဘာတွေကိုလည်းအရှိမှကြည့်လိုက်တော့ energy စွမ်းအင်နေခုနပြောကြတဲ့အထက်မှာ show ဟိဆိုတာစွမ်းအင်နေတို့ service တွေတို့တုံးတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ energy လို့ပါလို့ရှိရင် show ဟိဆိုပြီးတော့တခါတည်းတွဲပြီးတော့ပါလိုက်မယ်ဒီလိုလေးတွဲပြီးမှတ်ထားလို့ရှိရင်လည်းအဖြစ်ချက်ချင်းတွဲလိုက်မယ်။စွမ်းအင်နေကိုတုံးချတယ်လို့ပြောတာ ိုင်နောက်ဆုံးတစ်ခုကဒီခန်းကြီးကတော်တော်များများကလေဒီပုံပုံစံပုံစံတွေမှာခန်းကြီးအပေါ်မှာယောမီခတာဖြစ်တဲ့ဟိရကနာကိုမရေးပေးဘူးဒါပေမဲ့ဒီခန်းကြီးဘာလို့ရေးထားပေးလဲဆိုတော့သူ့ပုံမှန်အားဖြင့်ဆိုရအကောင်းကင်ဆိုပြီးတော့တည်ကြတယ်ဒါပေမဲ့ခါရလို့လည်းအတန်ထွက်တယ်ဒါကြောင့်မို့ဒီတစ်ခေါက်မှာခါရလို့အတန်ထွက်တဲ့သကလုံးနေနဲ့သုံးပါမယ်လို့ပြောတာခါရဆိုတဲ့အဓိပ္ပာယ်ကဗလာဖြစ်နေတာဘာမှမရှိတော့တဲ့ဟာကိုခါရလို့ပြောတာ အခွန်ဖြစ်နေတာပလာဖြစ်နေတာကိုပြောတာနော်အဲ့တော့ခါရရဲ့စကလုံးပါတဲ့နီနာစာတွေကိုဖတ်ကြည့်ပြီးတော့အဖြေကိုရှာကြည့်ပါနံပါတ်1က watashi wa kara no kocha ဘာမှမပါတဲ့ kocha လက်ဖက်ရည်ဆိုတော့အဲ့လိုမျိုးသုံးလို့မရဘူးဘလာဖြစ်နေတာကိုသုံးတာဆိုတော့ kocha လက်ရှိစရာအကြောင်းမရှိဘူးဒါဆိုရင်ပယ်လိုက်မယ်နောက်တစ်ခု ခါရနီနာတာပက်တိုဘိုတိုလူလေဘလာဖြစ်သွားတဲ့အခွန်ပဲဖြစ်သွားတဲ့ပက်တိုဘိုတိုလူဆိုတာကပလတ်စတစ်ရေတံဘူးခွန်မျိုးတို့အချွေဘူးခွန်မျိုးတို့ပြောတာနော်ပက်တိုဘိုတိုလူဆိုတာဖြစ်နိုင်တဲ့ဖက်ကြည့်မယ်နော်မီအိုဝါတဲ့တောက်လို့ပြီးသွားပြီးတော့အခွန်ပဲဖြစ်သွားတဲ့ပက်တိုဘိုတိုလူဒီနေရာမှာထည့်ပါဆိုတော့ဒီ၃ပုံ၃နေရာမှန်တယ်ဒါကြောင့်မလို့အပြင်နှီးပါဖြစ်ပါတယ်